အာမင်အာမင်ဟုတ်ပြီဒီနေ့နှုတ်ကပတ်တော်အဖြစ်ခုနဖတ်သွားတဲ့အခြေခံကျမ်းပိုင်လေးကိုကျွန်တော်တို့ဆင်ခြင်းဝင်ရောက်သွားမှာဖြစ်တယ်တိတောပွားခြင်းကို လူအပေါင်းတို့အားထင်ရှားစေခြင်းကဘုရားရဲ့အလိုတော်ကကျွန်တော်ကျမတို့ရဲ့ တိုးပွားခြင်းများပြားခြင်းကျွယ်ဝခြင်းဝိညာဉ်ရေးရာမှာမိတောက်ခြင်းကိုဘုရားအင်မတန်အလိုရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့တိုးပွားခြင်း များပြားခြင်းကိုမကြိုက်တာကတော့စာတန်ပဲဖြစ်တယ်။ကျွန်တော်တိုးပွားခြင်းများပြားခြင်းကျွယ်ဝခြင်းဝိညာဉ်ရေးရာမှာထိရောက်အောင်လှုပ်ဆောင်ပြီးဆိုရင်စာတန်ကတော့ တင့်ကိုချောင်းမြောင်းနေတဲ့အတွက်ကြောင့်ဒီနေ့ခေါင်းစဉ်အားဖြင့်တိုးပွားများပြားခြင်းကိုစာဒံဤနော်စာဒံမာနဤလှုပ်ဆောင်ခြင်းများတိုးပွားများပြားခြင်းကိုနော်စာဒံရဲ့တားဆီးမှုများအကြောင်းကိုကျွန်တော်တို့ခေါင်းစဉ်လေးထားပြီးတော့လေ့လာရအောင်ကျွန်တော်ညီမတို့ရဲ့တိုးပွားများပြားခြင်းကို စာဒံရဲ့နော်တိုက်ခိုက်မှုအချက်တွေဘလို့လာတယ်လဲဆိုတော့နှုတ်ကပတ်တော်အပြင်လေ့လာတော့ဖို့ဖြစ်တယ်။ဒါကြောင့်ချစ်တော်ညီကောင်မတို့တိုးပွားခြင်းဖခင်ရဲ့နေရမှာကတော့တိုးပွားများပြားတာကိုဖခင်ကကြိုက်ပါတယ်။တိုးပွားများပြားခြင်းထဲမှာစုံစမ်းစစ်ဆေးပြီးမှသင်ကိုတိုးပွားခိုင်းမှဖြစ်မှာ။ 等我松山市设备咯，对我啥么子设备嘛，等也得到个，培养个松山市设备的弄嘛，当今门个啦，片片片变新插肠道培养品的，好了路亚！然样，你讲下个山田安的打对的，山田安今年路也多款进棉片进五一样嘛。 မီးလောင်ခြင်းတောက်လောင်ခြင်းကိုသူသိတယ်ဒါကိုနီးမျိုးစုံနဲ့ဒီနေ့သူအလုပ်လုပ်နေပါလေဒါကိုကျွန်တော်တို့နည်း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 နားလည်နိုင်မယ်ဆိုရင်ဒီပရိယေနော်ဒီစုံစမ်းခြင်းစုံစမ်းခြင်းစစ်ဆေးခြင်းတွေရှိတဲ့အခါမှာဖယားသခင်ကကျွန်တော်တို့ကိုကောင်းချီးပေးခြင်းလုံးအားကြီးလို့စစ်ဆေးပြီးမှ ကောင်းကြီးပေးနေတဲ့ဘုရားဖြစ်တယ်။သို့တော်လည်းစာတန်ရဲ့ဖျားယောင်းသွေးဆောင်ခြင်းရဲ့ဘျူဟာကို ကျွန်တော်တို့အနေနဲ့လေ့လာကြည့်အောင်။နော်ကျွန်တော်တို့လေ့လာကြည့်အောင်။ဘယ်နော်လေ့လာမလဲဆိုတော့ဣသေလလူမျိုးတွေဘုရားသခင်အောင်းအောပွေတော့အမှုကိုနော်ဒေအကုတ္တကထုတ်လာပြီ။ ဟုတ်ပြီထွက်မြောက်ရာကျမ်းကိုကျွန်တော်ကြည့်ရအောင်ထွက်မြောက်ရာကျမ်းထဲမှာအဲ့ဒီနီးပြူဟာတခုဟာတကယ်အသက်တာရဲ့เนาะကျွန်တော်တို့ရှင်းချင်းပြီးတော့ကျွန်တော်တို့အသက်တာကိုတိဆောက်ရမယ်နှုတ်ကပတ်တော်တခုဖြစ်နေတယ်ဆိုတော့ကိုကျွန်တော်ဝင်ခန့်ရှင်းတယ်တရားထွက်ရာအခန်းကြီး1အငယ်ခုံကနေကျွန်တော်တပိုက်ချင်းဖတ်မယ်တပိုက်ချင်းဖတ်မယ် နော်အငယ်ခုံးကနေဣသေလအမျိုးသားတို့သည်သားကို ဖွားမြင်၍အလွန်တိုးပွားများပြားသဖြင့်အလွန်အားကြီး၍တပီလုံး၌နံ့ပြားလေ၏။နောက်ဖျားနေရမှာပဲ။သူ့လူမျိုးတွေကိုတိုးပွားတယ်များပြားတယ်တပီလုံးမှနံ့ပြားမယ်။ဒီနေ့ဒီချိန်ဒီကာလမှာလဲတကဘာလုံးကိုနံ့ပြားနေတာကအေးဝင်ကလေးတရားပဲဖြစ်တယ်။ ။ဒါကြောင့်ဒီအေးဝင်ကလေးတရားကိုစီတာနှုတ်ရတဲ့စာတန်ရဲ့လောက်ရကတော့လူတွေရဲ့မျက်စိလူတွေရဲ့ဝိညာဉ်နာကိုအလုံးနစ်ကောလေးလေးအဖြစ်ပိတ်ဆို့ထားကြတယ်။အထူးသဖြင့်ကျွန်တော်မြန်မာနိုင်ငံနစ်ကောလေးလေးဟာမြန်မာနိုင်ငံရဲ့ကျမ်းပိုက်အေးဝင်ကလေးတရားကြီးအယောင်ဝတိထိုသူတို့ကို အလင်းမပေးစေခြင်းကဤလောကကိုအစိုးရသောဖျားလို့ သူတို့ညံမျက်စိတွေကိုအလုံး꽌ပလိုက်တယ်တတော်ဘွားချင်းမြားပြချင်းကျွယ်ဝချင်းတွေကိုစာတန်လုံးဝမကြိုက်ဘူးနော်ဒါပေမဲ့ဖယားနေရမှာကဖယားသားမလေးတိုးပွားရမယ်မြားပြရမယ်ကျွေဝရမယ်တပီလုံးမှနှံ့ပြရမယ်ကဘာကြီးကိုပြန့်နှံ့သွားရမယ်ဒါဖယားရဲ့စီမံကိန်းဒီစီမံကိန်းကိုဖျက်တဲ့စာတန်ကတော့ ကျွန်တော်တို့ကိုနီးမျိုးစုံနဲ့ဖြတ်တယ်ဆိုတဲ့အကြောင်းကိုဒီထွက်မြောက်ရမှာကျွန်တော်လေ့လာရအောင်အဲ့ဒီထွက်မြောက်ရကျမ်းကိုခုနကျွန်တော်အခန်းကြီးတက်ကနေခုံကိုဖတ်ပြီးပြီအလွန်တိုးပွားများပြားသဖြင့်အလွန်အားကြီး၍တပြီလုံးပြန့်နှံ့လေတယ်ဒီအရာကိုစာတန်အင်မတန်ကြောက်တယ်စာတန်အင်မတန်မှာပဲကြောက်လွန်အားကြီးလို့ သူ့ရဲ့နေပရိယတခုကိုကျွန်တော်ဗျူဟာတခုကိုကျွန်တော်တို့ဒီအခန်းကြီးတအငယ်6ခု8နော်အငယ်အငယ်6ကို30အထိကျွန်တော်လေ့လာရင်ဗျူဟာကိုကျွန်တော်သိပြီအဲ့တော့ဒီအကြောင်းအရာလေးကအငယ်6ကိုဖတ်ကြည့်ကြမှာထို့နောက်မှာအဲဂရုပြည်နဲ့ယောသကိုမသိတော့ဘယင်တစ်တပါပေါ်လာတယ် ယောသဆိုတာဘသူမှတော့မသိတော့ဘူးအချိန်ကာလအဖြစ်လဲကြာသွားပြီဒါပေမဲ့သူတို့နိုင်ငံမှာအဲ့ဒီအဲကုတုပြည်ကြီးမှာဒုတိယဘယင်ကံချုပ်ဖြစ်သွားတော့ယောသအဖြစ်ဒီအဲ့ဒီတိုင်းနိုင်ငံကြီးကကောင်းကြီးမင်္ဂလာအဖျားပြခံစားထားတာဖြစ်တယ်ဒါပေမဲ့ကာလအချိန်တခုကြာလာတဲ့အခါမှာနေ့ကာလတွေရွေ့ရောလာတဲ့အခါမှာယောသကိုမသိတဲ့ဘယင်တစ်ပါးပေါ်လာတယ်တဲ့ကျမ်းစာက ်နော်ထိုဘုရင်ကဣသေလအမျိုးသားတို့သည်ငါတို့တစ်ဖက်၌များကြ၏ဒီရန်ဂေါရှင်မှာထားတယ်တမဲ့ငါတို့တစ်ဖက်မှာတာပြီးများနေလားတအိုက်တိုးပွားနေပါလားတမိုင်းကိုကြည့်တဲ့အခါမှာအင်ပတန်အင်အားနေပါသော လူပေါင်း90လောက်ယာကုပ်ရဲ့အမျိုးနော်ယောသအားဖြင့်သူ့ရဲ့အဖေညီအကိုမောင်နှမတွေလူ90အားဖြင့် နှစ်ပေါင်းများစွာဂောရှင်မှာနေရာချပြနေတဲ့ကမှာကြီးများသောတိုးပွားမှုတွေများပြားမှုတွေနဲ့အံဩဘွယ်လောက်အောင်ဖရာရဲ့နေရာမှာကိုစာတန်တအားကြောက်သွားတယ်။ဒါကြောင့်ယောသာကိုမသိတဲ့ဘရင်တပါးကပေါ်လာတယ်။ထိုပြင်ကဣသေလအမျိုးသားတို့ပဲဒီငါတို့ထက်သာ၍များကြ၏။သာ၍အားကြီးကြ၏။ လာကြလိမ်မာစွာ ပြုကြစို့နင်းပြူဟာတခုတွေ့ပြီစာတန်ရဲ့နင်းပြူဟာကျွန်တော်တို့အနည်းအပါပေါ်ချောင်းမြောင်းကတ်ကပ်ပြီးတော့လာတဲ့စာတန်ကဘလူးဆိုင်တီဗီမလာဘူးဒီနေ့သင်တို့အိမ်တောင် မိသားစုအသင်းတော်တင်တို့ပတ်ဝန်းကျင်မှာစာတန်တင်တို့ကိုတိုက်ခိုက်တော့မယ်ဆိုရင်ဘလူးဆိုင်တီဗီတော့ နော်ဂုံတိုင်းကျဲပြီးတော့သင်တို့စီကိုမလာဘူးလိန်မာစွာလာတယ်ဆိုတော့သဘောပေါက်သင်္ကန်းစာတစ်ခုကိုကျွန်တော်ပြောချင်တယ်သင်တို့အနိနာကို လိန်မာစွာ ပြုတ်ကြစို့နောက်ဘျူဟာတစ်ခုတွေ့မယ်သို့မဟုတ်သူတို့သည်များပြားကြလိမ့်မည်နောက်တခါစစ်မှုရောက်ရင်ငါတို့ရန်သူဘက်သို့ဝေစား၍ငါတို့ကိုတိုက်သည်ဖြင့်ပြည်တော်ထက်က ထွက်သွားရလိမ့်မည်ဟုမိမိလူတို့အားဆိုလေ၏ဒါသူရဲ့နိုးဆိုချက်သူရဲ့လူတွေကိုတိုက်တွန်းနိုးဆိုသတင်းပေးချက်ထို့ကြောင့်အဲ့ကလူမင်းတို့သည်ချက်တီးစွာနှိပ်စက်စေခြင်းကအချုပ်အုပ်ခံထားကြ၏ဟာလေလုယာဒုတိယနေ့ကတော့ချက်တီးစွာ ကျွန်တော်စွာလေးစွာအကြောင်းပြောချင်တာပါစွာလေးစွာ စာတန်ရဲ့နီးဖြူဟာစွာလေးစွာစွာတစွာကတော့လိမ်မာစွာဒုတိယစွာကဘာစွာလဲဘာစွာလဲချက်တီစွာချက်တီစွာอืมစွာနဲ့စွာရှိပြီချက်တီစွာနှိမ့်ဆက်စေခြင်းကအချုပ်အဟုတ်ခံထားကြ၏ဤသီလလူတို့သည်ဗန္ဓာတို့ကိုသိုလ်ထားဖို့ 非洲牛人也没在牛过，对少药一，做到了绿色进过看牙的待遇，多把棉边的虚假一，哈利路亚，培养你也没个舍的碌碌不要，品类的、那些的、颜色的，啊，你品类孬，颜色这个没看那个送上节目，看那个送上节目不要背他的，不要阿坤背来的。<noise> <noise> ဒါပေမဲ့အဲ့ဒီစိတ္တနှောက်ရှက်ခြင်းနဲ့ဒီနေ့နှိပ်စက်ခြင်းတွေအတိုင်းဘလောက်ပဲခံစားရပါစေတိုးပွားခြင်းကရော့မသွားဘူးစာ၍စာ၍တိုးပွားတဲ့နေရာမှာကိုကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်အဲ့ကလူလူတို့ဒီစိတ်ညစ်ပြီးစိတ်ညစ်သွားတယ်။ဘလို့လဲ။စာ၍ချက်တီးစွာခဲရဲစွာ နှိမ့်ဆက်ခြင်းနဲ့ငါတို့လက်တော်လဲသာပြီးတော့တိုးပွားကြပါလားဆိုပြီးတော့အဲကလူလူတွေစိတ်ညစ်သွားတယ်ဆက်ဖတ်မယ်73မှာနောက်တစ်ခုသူ့ရဲ့နေပြအလွန်ကြမ်းတမ်းစွာညင်းဆဲကြ၏ဟာလေလုယာကြက်တီးစွာလိမ္မာစွာကြက်တီးစွာတတ္တယကဘာလဲ အလွန်ကြမ်းတမ်းစွာစွာတလုံးပေါ်လာပြီအလွန်ကြမ်းတမ်းစွာအလွန်ကြမ်းတမ်းစွာညင်းဆဲကြ၏သယုတ်နှင့်အုတ်လုတ်သောအမှုလဲလုတ်သောအမှုအမျိုးမျိုးကိုခဲရဲစွာ စေခိုင်း၍အလွန်ပင်ပန်းစေကြ၏စေခိုင်းလျာရာ၌လဲခဲရဲစွာစေခိုင်းကြ၏ဟာလေလုယာနောက်ဆုံးစွာကတော့ဘာစွာလဲ ဘာဆိုလဲခဲရင်စွာတရားချစ်တော်ညီကောင်မတော်ဒီနေ့ဒီစွာ လေးစွာကကျွန်တော်အသက်တာแท้မှာစာဒံကနိပရိယတခုစီမံကိန်းနဲ့ကျွန်တော်တို့ကိုလာလိုက်မယ်ဒါတော့အသေးစိတ်ကျွန်တော်ပြောမယ်တရားလိမ်မာစွာပထမကြည့်ရအောင်တဲ့အတ္တတာဖြတ်လို့ဖြတ်စီးဖို့ဘုံကနဲ့ဂုံကနဲ့မလုတ်ဘူး ဘလို့ဆိုင်မတည်ဘူးတင်းအပြောအပါလိုက်စားမလားတင်းတောက်ရအစားအတော့နော်မူရစေဝါအဲ့ဒါလေးကိုလိမ်မာစွာပန်းနာစွာနဲ့ကျွန်တော်တို့အတ္တဓာတ်တွေကိုချင်းကလာတယ်မတောက်တာမစားတတ်ရင်လေတောက်လိုက်ပါကွာသမင်းစားကောင်တောက်ကောင်လေးပေါ့လိမ်မာစွာနဲ့တိုက်ကျွေးလိမ့်မယ် ဆယ်လိုက်တောက်ရလဲဒီတိုင်းမှာလိမ်မာစွာနဲ့တောက်လိုက်လေကွာ secret တွေလက်ကြညာတာဘလောက်ထိချက်သေးရှိတယ်လဲဩဂုံယူပြီးတော့လိမ်မာစွာနဲ့အပေါင်းအသင်းတွေကအသင်ကိုချင်းကပ်လာမှာအဲ့ဒီအပေါင်းအသင်းတွေအထဲမှာစာနာအလုတ်တစ်ဖြည်းဖြည်းလှုပ်လာလိမ့်မယ်တဲ့အသက်တာကိုဂုံခနဲ့ဘုံခနဲ့ကြဆင်းဖို့စာနာမလုပ်ဘူးဘလူးဆိုင်မတီးဘူးကြမ်းကြမ်းတန်းတန်းနဲ့မလာဘူး လိမ်မာစွာချင့်ကပ်ပြီးတော့အိမ်တော်ရင်းမှလည်းပြိုပြက်ဖို့ကလိမ်မာစွာနဲ့မသိမသာနဲ့သားများတွေလင်မယားတွေစကားများကြဘာမှဖောက်တဲ့ကိစ္စလေးတစ်ခုနဲ့စကားများပြီးလိမ်မာစွာနဲ့တင်တော့အထက်ကိုချင်းကပ်တဲ့စာတန်ရဲ့နင်းပြူဟာကိုတင်တော့တတိထားဖို့လိုတယ်ဘာမှမဟုတ်တဲ့စကားလေးတစ်ခုနဲ့လင်မယားကပြစ်တောက်ပြစ်တောက် ဖြစ်ရင်ဖြစ်ရင်နဲ့ဟောလိမ်မာစွာပန်းနတ်စွာလှုပ်ဆောင်တဲ့ view ဟာကအောင်မြင်သွားတယ်ဗျာတို့တို့အောင်မြင်သွားတယ်တယောက်နဲ့တယောက်ကောက်လိုက်ကွေးလိုက် စကားမပြောလိုက်အိုးတယောက်နဲ့တယောက်ရန်သူလိုဆက်ဆံသွားပြီလေလိမ်မာစွာပန်းနတ်စွာလာတဲ့စာတန်ရဲ့နီး view ဟာကိုမသိတဲ့အခါမှာဘာမဟုတ်တဲ့စကားလေးတစ်ခွန်းဟာမိသားစုတွေ ။အိုးပြုတ်ပြဲရတဲ့ဘဝအသက်တာမျိုးတွေဖြစ်လာတယ်။တောက်စားမူရင်ချင်းကလည်းအစပိုင်းတော့မပါမဘူး။သမင်းစားကောင်းလေးတောက်ကောင်းလေးလိမ်မာစွာနဲ့တင့်ကိုတိုက်ကျွေးနေတယ်။တင့်အပေါင်းတင်ကလိမ်မာစွာဖြစ်တင့်ကိုဆွဲခေါ်သွားတယ်။တောက်လိုက်ပါ။ကျမ်းမာရေးတောင်ကောင်းသေးတာပဲ။အေးအရာမျိုးတွေကတင့်ကို လိမ်မာစွာနဲ့ပဲ ဖြားရောင်းပြီးတော့နော် ဘုံကုံတိုင်းတိုင်းမလုပ်ပါဘူးနောက်တစ်ဆင့်သူတက်လာပြီသူတို့ဒီများပြားကြလိမ့်မည်နောက်တစ်ခါစစ်မှုထမ်းလင်ငါတို့ဘက်၌ဝင်၍ငါတို့ကို တိုက်တဲ့ဖြစ်ပြည်တော်ထဲကထွက်သွားကြလိမ့်မည်မိလူတို့ကဆို၏ထို့ကြောင့်အဲဂရုလူမျိုးတွေသည်ချက်ဒီစွာဒုတိယအချက်အသက်တာမှာချက်ဒီလာတဲ့အရာတွေရှိလာလိမ့်မယ် လိမ်မာစွာဆိုတဲ့အရာကနေကြက်တီးလာတယ်ကျွန်တော်တို့ဘလို့လဲတောက်စားခြင်းပဲဖြစ်ဖြစ် လောင်းကစားပဲဖြစ်ဖြစ်အပြောအပါဆော့တာပဲဒါလေးကကာစီကိုဆိုတာမင်းအတွေ့အကြုံတောင်ရှိသေးတယ်လိုက်ခဲလိုက်ခဲအဲလိမ်မာစွာခေါ်သွားလိမ့်မယ်ကြက်တီးလာတဲ့အခါမှာသိရဲ့ငွေကြေးမလုံလောက်တော့ဘူးတင်တောက်တဲ့စားတဲ့အရာလေးကလည်းနော် ပထမလိမ်မာစွာနဲ့မတူတော့ဘူးနည်းနည်းကြက်တီးလာပြီပူပြီးတောက်ချင်လာတယ်ပူပြီးပတ်ချင်လို့တယ်ပူပြီးလောင်းကစားဖို့အတွက်ငွေပြန်လိုလာတယ်ကြက်ကြက်တီးတီးဖြစ်လာတဲ့အခြေအနေကိုလည်းဒုတိယအခြေအနေဖြစ်စွာတစွာကိုထပ်ပြီးတိုးထားတဲ့စာတန်ရဲ့လောက်ရောက်ကိုသင်လို့သဘောပေါက်လို့တယ်နေဆက်ရင်းဆက်ခြင်းကအချုပ်ကိုခံထားကြဤသေလာလူတို့သည်ဗန္ဓာတို့ကို သို့ဖို့เนาะဒါကြောင့် ဲဂရုတိုက်ပြီးမှပိရမစ်တွေဂျူးတွေအများကြီးဆောက်ရတယ်နော်ပိရမစ်တွေဆောက်တာသူတို့ပဲသူတို့နော်သူတို့ခဲခဲချင်းချင်းနဲ့သူတို့ဘာလုပ်တယ်လဲကြက်တီးစွာကနေအလွန်ကြမ်းတမ်းစွာသူတို့ခိုင်းပြီးတမကြမ်းတမ်းစွာဘလောက်ပဲခိုင်းခိုင်းနော်သူတို့အားစိမ့်နေသွားတယ် သူတို့ဒီမှာကျမ်းစာထဲမှာဗာရေးထားလဲနော်နေဆေ့ချ်ညင်းဆေးချင်းကို ခံချင်းကအချုပ်အုပ်ခံတိုင်ဣသေလာလူတို့သည်ဗန္ဒာတို့ကိုတူထားပို့ရန်ပြိတုံနှင့်ရာမသက်မြို့ကိုလည်းတီးဆောက်ရ၏သို့တော်လည်းနေဆေ့ချင်းကိုခံရသည့်တိုင်တိုးပွားများပြားလေရှိဟာလေလုယာကျွန်တော်ကျမတို့ရဲ့အသက်တာ ခရိယအသက်တာက ်အမျိုးမျိုးနောက်ဆက်ချင်းကိုခံရတော့လဲဆုံးရတော့မလျောက်အောက်တို့လဲချင်းကိုခံရတော့လဲအမိုက်ဖြစ်မပွားဘူးသာ၍ဖယားကကောင်းကြည့်ပေးတယ်ခန္ဓာရဲ့ရှိဖို့စုံစမ်းခြင်းတွေကိုခန္ဓာရဲ့ရှိဖို့စာဓမ္မနာကိုတွန်းလွန်နိုင်ဖို့ကျွန်တော်တို့အတွင်းလူအင်အားပဲလိုတယ်။ဒါကြောင့်ကျွန်တော်တို့အသက်တာမှာဒီနေ့ဒီနေ့ပြူဟာကိုကျွန်တော်သိရင်တိုးပွားများပြတ် နှိမ့်ဆက်ခြင်းကိုခံရသည့်တိုင်သာ၍တိုးပွားများပြားလေရှိသူတို့ကြောင့်အဲဂရုလူတို့သည်ဘာဖြစ်သွားလဲစိတ်ညစ်သွားပြီစိတ်ညစ်သွားပြီစာတန်စိတ်ညစ်သွားပြီသာပြီးတိုးပွားတယ်သူတို့မလို့ချင်တာကမတိုးပွားဖို့နော်မများပြားဖို့တဖြည်းဖြည်းနဲ့ကြဆင်းသွားအဲ့လိုလိုချင်ဒါမဲ့ตาล้วยตาล้วยโตบัวจีนนี้อยู่หาก็พญาเยนี้อยู่หา ဒီနည်းမျိုးကသူတို့တိုက်ခိုက်တဲ့အခါမှာစွာလေးစွာနဲ့တိုက်တယ်ဆိုတာကိုသဘောပေါက်တယ်နောက်ဆုံးတဲ့အခါမှာသယုတ်နဲ့သယုတ်နဲ့အုတ်လုတော့အမှုလဲလုတော့အမှုမျိုးနဲ့ခဲရဲစွာသူတို့ကို နော်ကုံချမ်းမပေးတော့ကုံချမ်းကိုကိုကွာကိုရှာကိုကွာကိုအုတ်ဖို့ရမယ်ကိုဟာကိုလဲပြင်းမမင်းတို့အုတ်တွေကိုစီအုတ်ကိုဖို့ကောက်ရုံမပေးဘူးမျက်ချောက်မပေးဘူးမင်းတို့ဟာမင်းတို့ရှာဆိုပြီးတော့ခဲရဲစွာ နော်အလွန်ကြမ်းတမ်းစွာပြီးတော့ခဲရဲစွာစေခိုင်းကြ၏အလွန်ပင်ပန်းစွာစေခိုင်းကြ၏စေခိုင်းလျာရ၌ခဲရင်းစွာနဲ့စေခိုင်းနေသူတို့တစ်ဖက်လက်နဲ့ဟာဒီလောက်ခဲရင်းစွာစွာလေးစွာနဲ့လုတ်တော်လဲမအောင်မြင်ပါလားဆိုနေပြွာတခုတိုးတယ်အဲ့ဒါကတော့ တို့လူမျိုးထဲမှာတားဖွာဆရာမနှယောက်ကိုတို့ရွေးချယ်လိုက်တယ်။ယောက်ျားဆို အကုန်လုံး level ဖြစ်တာမေသူ့အမေဘိုက်တက်ကထွက်လာတဲ့နဲ့ယောက်ျားဆိုရင်လည်းမဖြစ်တတ်လိုက်တော့အဲ့ဒီလိုနော်အမိတ်ပေးထားတယ်အဲ့ဒီသားဖွာဆရာမနှယောက်ကလည်းဖျားခန့်အပ်ထားတဲ့နော်ตาบัวเสียมาเนี่ยอยากผิดเด้สร้าเนาะชิพระเนี่ยปุอาสร้า ဟေဘဲလူဂျူးလူမျိုးဖြစ်နေတယ်သူတို့နှစ်ယောက်ကဖယားကိုတအားကြောက်တယ်အဲ့တော့အဲဂရုဘယင်နေအဲဂရုအကြီးကဲတွေကယောက်ျားဆိုရင်သတ်ဖို့အမိတ်ပေးတော်လဲသူတို့နှစ်ယောက်ကတအားပညာသားပါတယ်ကျွန်တော်တို့မရောက်ခင်တအားအဲဂရုအန်ဒီဣသလလူမျိုးတွေကတအားကြီးတာ တအားသူတို့မိမတွေကတအားအားကြီးတာမရောက်ခင်မှာကလေးကမွေးပြီးပြီဘလို့လို့မှမရနိုင်တော့ဘူးဒါကြောင့်ဖယားကိုကြောက်ရွံ့တဲ့သူနာပြုဆရာမလေးနှစ်ယောက်ကဖယားဘက်ကနေဣသီလလူမျိုးတွေကိုယက်တီပေးတဲ့အဲ့ဒါကြောင့်ဒီနေ့သူတို့အကြံမထမြောက်ပါဘူးဒါကြောင့်ချစ်သောညီကိုမောင်နှမတို့ကျွန်တော်ဘာပြောချင်တယ်လဲဒီနေ့ဟာဒီနေ့ဟာ ဒီနှုတ်ကပတ်တော်ထဲမှာတိုးပွားများပြားခြင်းကိုနိပရိယတခုဆင်ပြီးတော့စွာလေးစွာနဲ့သင်ရဲ့အသက်တာတဲ့ကိုချင်းကလာတဲ့စာတန်ကိုနိစာတန်ရဲ့ဘ ्यू ဟာကို သင်ဘလို့တိုက်ထုတ်ရမလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်မြင်သိရှင်းတာပါဖျားကြတော့သင်တို့ရဲ့တတိအခန်းကြီးလေးအငယ်15 16မှာသင်တို့ရဲ့တိုးပွားခြင်းယနေ့ဒီ zone meeting ဟာ တိုးပွားဖို့ဘုရားလိုရှိတယ်အာမင်တိုးပွားခြင်းရင်သင်တို့မလုပ်ရမလဲသင်တို့ရှိရမယ်ကိုရမယ်သင်တို့လိုက်လွတ်ရမယ်သတင်းပို့ပေးရမယ်ယုံကြည်သူတွေကိုဒီ password တွေပေးရမယ်နော် ID တွေပို့ပေးရမယ်ဆောင်ရတဲ့လူတွေဝင်လာလိမ့်မယ်နားထောင်ကြမယ် သူတို့တိဆောက်เสียဖြစ်မဲ့အရာတွေကိုသူတို့ယူကြလိမ့်မယ်။ဒါကြောင့်ချစ်တော်ညီကောင်မောင်တို့တိုးပွားများပြားခြင်းဟာဖခါရဲ့စီမံကိန်းဖြစ်တယ်။ဒါကြောင့်တတိအခန်းကြီး၄အငယ်၅၆ကျောင်းမှာသင်တို့ရဲ့တိုးပွားခြင်းဟာတဲ့ဖခါတကယ်နစ်သက်သောအရာဖြစ်တဲ့တို့ကြောင့်ဒီနေ့စံစာတစ်ခုကို ကြည့်ရအောင်။နော်တိုးပွားခြင်းကိုထင်ရှားစေခြင်းကလူအပေါင်းတို့အားထင်ရှားစေခြင်းက ဤအရာများကိုစိတ်ဆွဲလန်း၍ကြိုးစားအားထုတ်လော့ဒီနေ့ဒီဇိုင်ယုံဒီဒီမောက်ဇိုင်ယုံဆိုရက်ဒီ ID လုတ်ပြီးတော့နော်ဇွန်လေးဟိုဖျားတိုးပွားဖို့စီမံကိန်းရှိပါတယ်ဒီစီမံကိန်းကိုကျွန်တော်တို့သိဖို့လိုတယ်ဒါကြောင့်ကြိုးစားအားထုတ်ပါကိုကို၎င်း ကိုဆုံးမဩဝါဒကို၎င်းတတိပြုရအမြဲတည်နေလို့နော်ကိုကိုကိုခိုင်ခံ့ဖို့လိုတယ်သူများကို ဆုံးမမဆုံးလဲကိုကနှုတ်ကပတ်တော်ရှိဖို့လိုတယ်ကိုနှုတ်ကပတ်တော်ရှိမှတပါးသူကိုပြောလို့ရမှာပေါ့ဒါကြောင့်ကိုဆုံးမဩဝါဒကို၎င်းတတိပြုရအမြဲတည်နေလို့ထိုးတော့ပြုလေကိုကိုကို၎င်းကိုကိုလည်းအတွင်းလူကို တိဆောက်မယ်နားထောင်တော့သူတွေကိုလည်း 给天津鸭锅压里面出来，各地都个西北大铁的。那 <noise> 样，啥人东山啊，我叫侬西北了？大鸭昂。啥人东山啊，那啥可嘛嘞？他鸭也你也嘛个，枪打绝窝，赌博边边进，这枪打绝窝进啊，学的我的，表里的没补，阿拉你没补，那也一堆路。 ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းကြွယ်ဝခြင်းဝိညာဉ်အသိတည်ခြင်းခြင်းကိုပြောနေတာဖြစ်တယ်ဟုတ်လောကစည်းစိမ်ကြီးကိုမှတ်လုံးပေးပြီးတော့တရားဟောဖို့မဟုတ်ဘူးသင်ရအတွင်းလူရဲ့ခံခတ်မြဲမြံတိုးပွားများပြားဝိညာဉ်အသိများပြားခြင်းကြွယ်ဝခြင်းချမ်းသာခြင်းကိုပြောနေတာဝိညာဉ်ပိုင်းကိုဦးစားပေးရမှာရုပ်ပိုင်းဆိုင်ရာ လောကအရာနဲ့မက်လုံးပေးပြီးတော့တရားဟောဖို့မဟုတ်ဘူးယာရှစ်တော်ကြီးကမမတော်ဒါကြောင့်ဒီကျမ်းစာတစ်ပိုက်ကိုကြည့်အောင် အကျွန်ုပ်ဤဟောက်မှန်ချင်းတစ်ဖက်၌နေသောသူတို့သည်ဟောက်မှန်ချင်းတစ်ဖက်မှာနေသောသူတို့သည် ရွှေလန်းစွာတခြင်းဆိုရဝမ်းမြောက်ကြပါစေတော်မိမိကျွန်၌တော့မိမိရဲ့ကျွန်ဆိုတာဒီနေ့ကျွန်တော်တို့က ဖယားထံမှာအစီကံကျုံနေပါပဲဖယားခိုင်းတာကိုဖယားပြောသမျှကိုဝိညာဉ်တော်ဘာခိုင်းတယ်လဲဆိုလောက်ရမယ်နော်ဒီနေ့ကျုံနေပါပဲမိမိကျုံ၌ချမ်းသာ တိုးပွားခြင်းအကြောင်းကိုနှစ်သက်အားရတော်မူသောထာဝရဖယားသည်ဘုံကြီးစေတည်းဟု သူတို့သည် အစင်မပြမွတ်ဆူကြပါစေတော့ဟာလေလုယာဒါကြောင့်ချက်တော်ဒီကောမန္တမတော်ဒီနေ့ ျွန်တော်ဝင်ခဲ့တဲ့နှုတ်ကပတ်တော်ဟာတိုးပွားများပြားခြင်းကို စွာလေးစွာဖြင့်စာတန်ရဲ့ဗျူဟာကိုကျွန်တော်တို့နားလည်ဖို့ဒီနေ့ကျွန်တော်တို့ဆင်ခြင်ဖို့လိုအပ်ပါတယ်ဒီနေ့အတ္တတည်ဆောက်နိုင်ဖို့ဒီအရာကဘုရားသခင်ကိုယ်တိုင်ကကျွန်တော်တို့ကို အတွင်းလူကို တိုးပွားခြင်း များပြားခြင်းဝိညာဉ်အသိကျွယ်ဝခြင်းဝိညာဉ်ရေးရာမှာမီးတောက်လောင်ပြီးတော့ ဒီနေ့နိုင်ငံတော်ရဲ့ကောင်းကင်နိုင်ငံတော်ပြည့်စုံတယ်မြေကြီးပေါ်မှာပြည့်စုံဖို့သင်လှုပ်သင်လှုပ်ထိုက်သောအရာတွေကိုဝိညာဉ်တော်အားဖြင့်လှုပ်သွားဖို့သင်တို့ကိုနိုးဆွခြင်းဖြစ်တယ်တစ်ဖက်ကလည်းစာတန်ရဲ့တိုက်ခိုက်မှုရှိမယ်ဖျက်ဆီးမှုတွေရှိမယ်ကျွန်တော်တို့တစ်ဖက်ကစာတန်ကလည်းနီးပရိယေတွေ အမျိုးမျိုးလောက်ပါလိမ့်မယ်ကျွန်တော်တို့ဒါကိုတော့သိထားတဲ့အတွက်ကြောင့်ဒီနေပရတွေကိုဘလို့စီတာဘလို့ကာတမလဲဆိုတော့သင်ဟာအာကောင်းမောင်းတန်သောဝိညာဉ်ရေးရမှာ လူပြိုအရွယ်အပြိုအရွယ်ဖြစ်လာပြီးဆိုတာစာတန်းရဲ့ပရိယေတွေကိုအားလုံးကျွန်တော်တို့တိုက်ထုတ်နိုင်ပြီဖြစ်တယ်ဆိုတဲ့အကြောင်းကို ဝင်ငှချင်းအဖြစ်ကျွန်တော်ဒီလောက်ပဲပြောချင်တယ်အရောက်စီတိုင်း တိုးပွားများပြပြီးဝိညာဉ်ရေးရာ အတွင်းလူခိုင်ခန့်စေဖို့လုံကအိနှုတ်ကပတ်တော်အပြင်ဝင်ကလိုတဲ့အရောက်ရှိတိုင်းပေါ်မှာဖယားရှင် အထူးအထူးကောင်းကြီးရှိပါစေအာမင်အာမင်အာမင်